အဲ့ဒါမျိုးကတော့ကျွန်တော်အရင်ကမှပါနေခုအဲဆောင်းရေတို့ကပြည့်စုံတယ်ဗျာ။အဲ့ဒါမျိုးကတော့ကျွန်တော်ကတက်ရတဲ့စတန်ကိုတက်ချလိုက်ပါလိမ့်မယ်။လုံးလုံးစဉ်းစားနေရတယ်ဗျာ။ အခုလူငယ်တွေအတွက်ရည်ရွယ်ပြီးဆွေးနွေးခဲ့တဲ့အကြောင်းအရာက typography ပါ typography ဆိုတာဟာစလုံးအလှရေးတာစလုံးကိုလှအောင်ဖန်တီးတာတွေကိုဆိုလိုတာဖြစ်ပြီးရုပ်ရှင်ဇာတ်ကားပိုစတာတွေထုတ်ကုန်ပစ္စည်းတွေရဲ့နာမည်စလုံးတွေလမ်းဘေးမှာရေးသားထားလို့ရှိတဲ့ကာမရရဆိုတဲ့ဆိုင်းပုံမျိုးတွေမှာတွေ့ရတာပါတယ်အရင်တုန်းကရုပ်ရှင်ဇာတ်ကားပိုစတာတွေမှာလက်နဲ့ရေးဆွဲတဲ့ typography တွေခေတ်စားခဲ့ပေမဲ့အခုတော့ဒီပညာတိုးတက်မှုအရာ ကိုယ်တိုင်မဖန်တီးတော့ပဲအသင့်ရှိပြီးသားတွေကိုယူသုံးလာကြပါတယ်။ဦးဆောင်ဆွေးနေသူမဲခေါင်ကျော်စွာကတော့ typography အလေးထားကြဖို့တိုက်တွန်းခဲ့ပါတယ်။အဓိကကျွန်တော် graphic design တွေကိုဟာနောက်ပိုင်းကျွန်တော်မြန်မာ design တွေမှာတွေ့လာလွယ်လွယ်နဲ့လောက်တာတွေများများလာပေါ့ဟိုအရင်အရင် kit color တွေကတော့ဆို1980 80တော့ရုပ်ရှင် poster တွေဆို typography တွေ ်ဒီနဲ့ဟိုလက်နဲ့ဆွဲ typography နဲ့အရန်ကြီးကိုခက်စားခဲ့တယ်အရန်ကြီးလည်းအောင်မြင်ခဲ့တယ်အခုချိန်နောက်ပိုင်းအဲ font တွေပေါ်လာတာရဲ့ဟို graphic design နည်းပညာတွေလည်း software တွေလည်းနည်းပညာတွေတိုးတက်လာတဲ့လူတွေကဘလို့ကိုယ်တိုင်မစွဲတော့ပဲအလွယ်ကူမလုပ်တော့ပဲအစင်းသင်းရှိတဲ့ font တွေယူသုံးဖြစ်တာများတယ်နော်အဲ့ဒါကိုအဲ့ဒီ logo လေးဟို typography ကိုပို့ပြီးတော့အလေးထားစေချင်လို့ပါ graphic design မှာဟုတ် creative perspective က season နဲ့ဒီဘွဲဟာထောက်ကျိမြောက်ဖြစ်ပြီးတစ်လတစ်ခါ ဒါမှမဟုတ်နှစ်လတစ်ခါကျင်းပပြီးရုပ်ရှင်ဂီတဓာတ်ပုံစတဲ့အကြောင်းအရာတွေကိုဆွေးနွေးကြတာပါဒီပွဲမှာတော့မြန်မာတိုက်ပိုဂရဖီတွေနဲ့ပတ်သက်ပြီးကျင်းဝတ်တွေဒီဇိုင်းပုံစံတွေဖန်တီးမှုတွေအကြောင်းပြောဆိုခဲ့ကြတာဖြစ်ပါတယ်တိုက်ပိုဂရဖီဒီဇိုင်နာတစ်ယောက်ဖြစ်တဲ့ကိုပြည့်ဝေမြဝင်းကတော့တိုက်ပိုဂရဖီကနေရာတိုင်းမှာအရေးကြီးတယ်လို့ဆိုပါတယ်သူပြောတဲ့အရေးကြီးတယ်ဆိုတာဘယ်လိုမျိုးပါလဲ တက်ဂရဖီကတော့ဘယ်နေရာတိုင်းဖြစ်ဖြစ်အရေးကြီးတယ်ကိုကဟိုအရေးကြီးတဲ့အကြောင်းအရာတစ်ခုကိုအဝေးကကြည့်ရင်မသေးခွဲတဲ့ font မျိုးသွားတုံးလိုက်ရင်ကျတော့ပေးချင်တဲ့ message ကိုတိတ်မသိဘူးပေါ့နော်အဲ့တော့တက်ဂရဖီကအရင်အရေးကြီးပါတယ်နောက်အဓိကဒီ client တွေပေါ့နော်တစ်ခါလေ designer က recommend လုပ်တာလေးကိုစမ်းပြီးတော့သုံးစီခြင်းလေဘာဖြစ်လို့လဲတစ်ခါကျ client ကသူစိတ်ကြိုက်ပဲဒီ designer ဒီ propose လုပ်တာကိုသူတို့ကစိတ်မယုံကြည်ရတဲ့အပိုင်းလေးရှိတယ်တစ်ခါလေကျ designer တွေကပို့ပြီးတော့ဟိုသူတို့ recommend လုပ်တာမျိုးတွေပို့ပြီးအဆင်ပြေတတ်တယ်လေတစ်ခါလေကျအဲ့ဒါလေးတော့ကျွန်တော်ပြောချင်ပါတယ်